ကိုပိုင်နုပညာရှင်ရဲ့ပိုင်ဆိုင်ထားတဲ့တပင်ချန်ကြီးရောင်းမထွက်သေးတာကြောင့်နောက်တစ်ချိန်အရောင်းဖွင့်ထားတဲ့ဖို့ချိန်အားလုံးမင်္ဂလာပါ The Celebrity New Page ကနေပြန်လည်ကကြိုဆိုလိုက်ပါရီဖို့ချစ်ကခေါင်းဆောင်ကောင်းတရားဖြစ်ပြီးတော့တပင်လောကသားတွေအားလုံးကိုပြန်လည်ကြည့်ရှုတတ်သူတရားပါတပင်လောကကတိုးတက်အောင်လို့တပင်ချန်ကြီးကိုချင်းင်းစာနဲ့ဝယ်ထားပြီးတော့မြန်မာဒုက္ခမတွေကိုထိမ့်သိမ်းထားပါရီဇက်တပင်နဲ့မစိမ့်သူတွေကတော့ဖို့ချစ်ရဲ့နုပညာပေါ်ရုပ်သုံးမှုကိုတပင်ချန်ကြီးကိုကြည့်ပြီးတော့သိနိုင်ပါရီ ဖိုချစ်ကသဘင်လောကသားတွေတက်ကြီးတဲ့မင်းသားကြီးတွေမင်းသမီးကြီးတွေကိုကိုဗစ်ကာလကလေးကပြန်လည်ကြည့်ရှုခဲ့သူဖြစ်ပါတယ်။ခေါင်းဆောင်ပီတာရာကြောင့်သူကိုယ်တိုင်နင်နာခံပြီးသဘင်လောကတိုးတက်အောင်လုပ်ပေးခဲ့ပါတယ်။ဖိုချစ်ကသဘင်လောကသားတွေကိုပြန်လည်ကြည့်ရှုခဲ့ပေမဲ့လည်းအကျွေးတွေများလာတာကြောင့်သူ့ရဲ့သဘင်ခြံကြီးကိုရောင်းဖို့လိုအပ်လာပါတယ်။ဒီတပင်ချန်ကြီးကို2024ခုနှစ်စက်တင်ဘာလကလေးကရောင်းခဲ့ရပေမဲ့အခုထိရောင်းမထွက်သေးပါဘူး။ဒါကြောင့်ဖိုချက်ကသူ့ရဲ့တပင်ချန်ကြီးကိုနောက်တစ်ချိန်ပြန်လဲရောင်းခွင့်နေရပါတယ်။ အချင်းကာလာကအနေငယ်ကြာသွားပြီဖြစ်တာကြောင့်ခြံကြီးကိုရောက်ထွက်သွားပြီလို့အာရုံကထိခဲ့ကြတာပါအခုဒီလေရောင်းမထွက်သေးပဲကျွေးတွေဆက်ချင်တာကြောင့်ရောင်းမှာပါဆိုပြီးတော့ပြောလာခဲ့ပါရင်အကျွေးတွေကများလာခဲ့တဲ့ချိန်မှာတော့ဖို့ချက်လဲရင်ငါမွေးထားတဲ့တပေးခြံကြီးကိုရောက်ဖို့ဆုတ်ဖြတ်လိုက်ရှာတာပါပရိသတ်တွေတောင်မှအရင်နှမျောကြတဲ့ဒီခြံကြီးကိုဖို့ချုပ်ကပို့ပြီးတော့နှမျောနေမှာပါ ဒါပေမဲ့ဂရီတူသူဖြစ်တာကြောင့်ဂရီပြတ်မခံမဲနဲ့သူ့ပိုင်ဆိုင်မှုကိုပဲရောက်ချတော့မှာဖြစ်ပါရင်ဖိုချီရဲ့ချမ်းချီကိုအချို့တွေကတော့အများပိုင်လို့ထင်ကြပေမဲ့တကယ်တော့သူရဲ့ဓိပညာချင်းနဲ့ဝဲထားတာဖြစ်ပါရင်တမင်ချန်လို့နာမည်ပေးထားတဲ့အကြောင်းရင်းကမျက်နိုးတာကြောင့်ဖြစ်ပါရင်ဒီချမ်းချီဟာတမင်စီယုတ်ပိုင်လည်းမဟုတ်တလို့အများပိုင်လည်းမဟုတ်ပါဘူး။နှင်းများစွာတမင်လောကရဲ့အလုံးလုံးခဲ့ပြီးတော့ရှားလာတဲ့ဖြူစင်ဝင်နဲ့ဝဲထားတာဖြစ်ပါရင် ခြံအတွက်လည်းအလူခံထားတာမရှိတာကြောင့်အရှုပ်ရှင်းမရှိဘဲနဲ့စိတ်ချလက်ချဝေယူလို့ရတဲ့ခြံဖြစ်ပါတယ်။ဖိုချီရဲ့ခြံမှာမြန်မာတပေနဲ့ပတ်သက်ပြီးတန်မိုးရှိတဲ့ယာရီပါဝင်ပြီးတော့ကျူဆဲရက်ွက်မင်းလာတုံမြို့နယ်မှာတည်ရှိတာပါ။အကျယ်ဝန်တက်တမ19အေကာရှိပြီးခြံကြီးထဲမှာပေ90 65ရှိတဲ့တုံးတက်တိုက်တလုံး၊ recording တစ်ခု၊ဈေးရုံတစ်ရုံ၊နှစ်ထပ်ခွဲလူနေတိုက်၊ဘင်္ဂလိုတလုံး၊ဖူဆယ်ဘောလုံးကွေပါဝါမီတာတလုံးရိုးရိုးမီတာတလုံးပါဝင်ပါရီ 260ဂရမ်အမည်ပေါက်ပြီးတော့လက်ရှိမှာ CB ဘန်မှာအပေါင်ထားတဲ့ချမ်းဖြစ်ပါတယ်။ဖိုးချစ်ကဂရင်းမပြတ်ချင်တာကြောင့်အကျွေးတွေအမြန်ဆက်လို့ပဲတူတံမိုးထားတဲ့ချမ်းကိုရောင်းနေရတာပါ။ပထမချိန်ရောင်းစင်မှာတော့ရေဘေးဖြစ်သွားခဲ့တာကြောင့်ဖိုးချစ်လေးကိုရင်ခက်ခဲနေတဲ့ကြားကနေကူညီခဲ့ပါတယ်။ငလင်းဘေးမှာလေဖိုးချစ်ကထိုင်းတီတောက်ရောက်ကပြခဲ့ပြီးငလင်းရေပုံငွေကိုတိမ်မောင်းတောင်းချီရှာဖွေပေးခဲ့ပါတယ်။ ဖိုချစ်ကကိုရိုင်းခက်ခဲနေပေမဲ့လည်းပရိသတ်တွေကိုတော့မိထားတတ်သူမဟုတ်ပါဘူး။ဒါပေမဲ့တိုးတွေကလည်းတက်နေတာကြောင့်ခြံကြီးကိုမဖြစ်မနေရောင်းရတော့မှာပါ။ဖိုချစ်ရဲ့ခြံကြီးရောင်းမဲ့ကြောင်းကပရိသတ်တွေကလည်းစိတ်မကောင်းဖြစ်သွားစေပါရဲ့။ဖိုချစ်တွေကကိုညီမဲ့သူပေါ်ပေါက်လာစေချင်ပြီးမြင်းမြန်ဆင်ပြေစေချင်ကြပါရဲ့။ဒါပေမဲ့လည်းခုကာလမှာတော့အားလုံးကခက်ခဲနေတာဖြစ်တဲ့အတွက်ဖိုချစ်ရဲ့ခြံကြီးကလည်းရောင်းမထွက်နိုင်ဖြစ်နေပါရဲ့။ သူ့ရဲ့ခြံကြီးကိုရောင်းထွက်အောင်ဝယ်သူစက်ဝေစားရဲ့ဆက်သွဲပေးဖို့လဲပြောထားပါသေးတယ်။စေထားကောင်းတဲ့ဖို့ချက်လေးခြံရောင်းစရာမလိုဘဲနဲ့အမြန်ဆေးပြေသွားစေဖို့အတွက်ဆုတောင်းပေးလိုက်ပါရစေ။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။